အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးသွားမှာကတော့ဆီယာမခင်မြစင်ရဲ့ကော်ဖီနဲ့လဖက်ရည်ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်ဒါလေးကိုမဖတ်ခင်မှာငလျင်တန်းခံနေရတဲ့ဒေတာမှရှိတဲ့ကျွန်တော်မိတ်ဆွေများအားလုံးဘေးကင်းကြပါစေခင်ဗျာပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီဝတ္ထုတိုလေးကို မန်လီယာငလျင်တန်းချောင်းကြဆုံသွားတဲ့ဒိုကစ်ကစာဖတ်သူတီတီအတွက်ရည်ရွယ်ပြီးတော့ဖတ်ပြတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်တို့ရဲဘော်တီတီလည်းကောင်းရမွန်ရရရှိပါစေခင်ဗျာကော်ဖီနဲ့လပည့်ရေကော်ဖီကိုစတင်တောက်ပူတာကကလေးဘွားတွေကထင်သည်ဒီတော့ကနွားနုံမလိုက်မများနဲ့ပြောသေးကော်ဖီ ဘဘမမီတို့အိမ်မှာ မနက်အတိုင်းအတော်အဖြူကြီးတွေရသူတို့ဈေးဆံမထွက်မီဒူဒူမတွေရောအဖေအမိပါတောက်ရအောင်နွားနို့ချူသည့်တန်အိုးနဲ့တလုံးဖြောပေးထားတတ်သည်ကော်ဖီမုန့်ကြကြနို့ဖြစ်ဖြစ်ကော်ဖီကစိတ်နေသည်တခါတလေကြထညာနဲ့ဖြောလင်းနို့ချူသည့်အိုဒဲထညာထက်ပြီးနို့စုအနံမွေးလာတော့မှကော်ဖီမုန့်ထည့်ဖြောခြင်းပင်ကော်ဖီမနက်ပဲကော်ဖီမုန့်လေးတွေကပေါ်လော့ပေါ်မျောနေကနို့ကိုယ်တာတခြားချိုးလေးရှိသည် မနက်ထမင်းကျော်စားကော်ဖီတောက်ပြီးကြောင်းထွားကြသည် နေခင်းနေ့လယ်မှာတော့ကော်ဖီကိုပေါင်မုံပေါင်မုံချွတ်ဘစ်စကွတ်နဲ့တောက်ရသည်မြမမုံနေဖြစ်သောမုံကျွဲတဲ့မုံဝတ်တစ်ခေါက်ထန်းဒီမုံမုံပြားတစ်လက် မုံပေါင်းစတာတွေကျွေးလင်တော့ကော်ဖီမပါရေနွေးစံဖြစ်တာကလေးဘွားတော်ကတော့လက်ဖက်ရည်ဆိုတာလက်ဖက်ချောက်ခတ်ထားတော့ရေနွေးစံပဲတည်ခဲ့သည် စာဆိုပင်ရှိတယ်မဟုတ်လားလက်ဖက်ရည်အမှန်တောက်ရင်ဖြင့် ချက်တည်းအမှန်ရောက်ပြီလဲကြံတလောက်ပြီးရရှိဟုထင်သည်လက်ဖေးရံကရကိုအိမ်ရှိရဆွဲမှထားသည် အပူထိုင်းအောင်လို့ခေါင်းလို့အစုတ်ကလေးနဲ့ဖြစ်သည်အဲ့ဒီဘေးမှာတော့လက်ဖက်တော့လက်ဖက်ဟိုထက်ကလက်ဖက်ကို ကလေးများ၌စားလင်လဲမဆူတော့လဲဒါကအိမ်မှာအသက်အကြီးဆုံးနဲ့အလေးထားရဆုံးဘဘအတွက်ဟုသတ်မှတ်ထားရရံဖန်ရံခါမှ၌စားမိတတ်သည်လက်ဖက်သားကိုစားနေနေပြီး နှမ်းစီမမွေဆန့်ပြီးတော့နှမ်းလော်ချက်တော်ပြူပဲပါသည်တခြားအစာမပါတဲ့ဖြင့်ကလေးအကြိုင်မဟုတ်ပေညနေဘက်အတော်လေးစီအပြန်အမောဖြီးပြီးတုတ်ကျွေးသည့်လက်ဖက်တော့ကမှပဲချံမြေပဲအကျော်ဆုံးသလိုပစုံချောက်လည်းပါပြီးခရမ်းချင်သည်ဂေါ်ဘီရရလေးလှိတဲ့ကရောနယ်တုတ်ထားတတ်သလိုမြို့သီးစင်းနီနီဝါလေးတွေချက်တော်ပြူဥတလုံးလေးတွေလည်းပါလက်ဖက်သားကလည်းချင်းချင်းဆက်ဆက် တေချာနှက်ထားရာစားခြင်းစပွဲဖြစ်သည်ရင်းနှွေးချမ်းအိုးကတာမန်ကျွေရည်တုတ်တတ္ထုအိုးတလုံးပဲဖြစ်သည်ရင်းနှွေးချမ်းခွက်လေးတွေကစိမ့်ရောင်လက်လက်ကျွေခွက်လေးတွေမယုတ်သည်ဆက်ဆက်လက်ဖက်တော့နဲ့ရင်းနှွေးချမ်းပူပူကိုမှုတ်တောက်ခရပုံကမမေနိုင်ညာချမ်းရောက်လင်းအတော်တွေကဘဲကြာစံတွေကို ချိန်တွေပြီး အစီလေးတွေလုပ်သည်အိမ်ရှိကုပြင်းမှာသူတို့ကအလောက်လောက်ရင်အိမ်နီးချင်းတွေကိုရင်းနှွေးချမ်းတအိုး ပြောင်းမှုပြုတ်သို့မဟုတ်ညီပဲပြုတ်တပကံလက်ဖက်တအုံနဲ့အခံသည်ဘဘာဤဆိုရှယ်လစ်ဆိုတာ80လို့ပေါ်ဆိုသည့်အတန်ကိုကြာရောက်သည်အိမ်နေချင်းအပများအဖွားများကခေကာလအကြောင်း လူတွေအကြောင်းပြောတတ်ကြသည်တရင်စာတဲ့ကခွေးတောင်စာနေဝင်းပုံကိုကြည့်ရင်ပြည်သူပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်းပပကကချိန်နံစီဝယ်မရသည့်အကြောင်းပြည်သူပိုင်းသိခင်ရသဖြင့်လုပ်ငန်းကိုင်ငန်းတွေအဆင်မပြေသည့်အကြောင်း ရက်ကွက်လူကြီးခွဲတမ်းမှာမများသာသည့်အကြောင်းခြားသည့်သူတို့နှင့်အံမွန်လာသည့်ဆိုရှယ်လစ်ခက်ကိုညင်ညူကြသည်လျက်ဆက်မိကမင်းမင်းခင်းအကျင်သည့်အကြောင်းလိုမီလွန်လေးကမင်းမင်းရှင်နှန်းကြီးမိကွက်ကိုဘေးမှာချကအဖွားကြီးတွေကပြောင်းမှုဘက်ဆက်လိုက်ဖွာလျက်အဖိုးအိုတွေကတနတ်ဘက်ဆက်လိုက်တောက်လူတော့ခွန်ဝါလူဝါမိကွက်ကမိစာတွေက အမဲဖူလေးတွေတီတီလာရသည်ရှင်နှန်းကြီးကမောင်ကိုစင်းနဲ့ဝေရသည် အင်္ဂလိပ်ခေတ်ဖက်စစ်ဂျပန်ခေတ်ပြည်တွင်းစစ်ခေတ်ကိုဖျက်ဆီးခဲ့ကြသောဘဝအတွေ့အကြုံတွေကိုဆမျိုးပြန်ကြသည်ကျမတို့ကလေးများကခုဖြစ်ပေါ်မှာလဲလျောင်းရင်းမကြီးကိုင်းများလှုပ်ရှားနေပုံမော့ကြည့်ရင်သူတို့ဤတမိုင်းခင်များကိုစိတ်ကူးကြည့်သူကြည့်ကြောရားတစ်ဖြင့်ကုတ်ပေးရန်ကြည်ကြသူကြမေမေကြီးကသူ့မိများချက်မကိုက်အောင်တင်လျှော်ဖြင့်ပြုတ်လို့ထားကဂရီဘာနီစာကွက်ထားသောရက်တောင်တစ်ဖြတ်ဖြတ်ခလျာလက်ဖေးဒီဇိုင်းတွေကတော့ရှိလာပါပြီ။ သို့တော့အညာမျိုးလေးဒီမီသားစုမှာလက်ဖက်ရည်ဆိုင်ကို ခြေချဘူးသူဆိုလဲမတန်ဆွမ်းသောဦးလေးတယောက်ပဲတွားထိုင်တတ်သည်သူကလက်ဖက်ရည်ဆိုင်မှာတွားတွားပြီးကြားထိုးတတ်သည်လူကမတန်ဆွမ်းပိုလီယိုဖြစ်ခဲ့တဲ့ဖြင့်ရန်တိရန်ထိုးသို့တော့ကြားဖို့ဖြစ်ပြီးလက်ဖက်ရည်ဆိုင်တွားဖို့ပဲအခြေအမြဲလှမ်းနေတတ်သည် သူ့အမအများထံမှမုံဖို့မရလဲအိမ်မှာလာဝဲသော ကုံကြဖို့စီ30ဒါ15ချက်သာဘူးကနေလက်ဖက်ရည်ဖို့ဖြစ်သွားတတ်သည် ဒီဦးလေးကတော့ကော်ဖီကိုခက်ခါလည်းမကြိုက်နံပါတ်1သေးလို့ပဲဟု သူ့အမတွေကမကြားတကြားပြောတတ်သည်နေနောင်အလဲတန်းအချောင်းတို့အရွယ်ဖေဖေမိမိတို့နဲ့အတူနေရတော့အခါမိမိဖြော်သည့်ကော်ဖီကနှုတ်စီပြပြညာဘက်အစာချန့်နေတော့ကော်ဖီကိုမက်ခွက်ကြီးနဲ့အပြည့်ဖြော်ပေးထားတတ်သည်ဆယ်တန်းအောင်တဲ့အထိကော်ဖီအရာလက်ရွေးစင်ကော်ဖီမုတ် BD Brother စတာတွေပဲတည်တည်တောင်ကူရောက်တော့အိမ်မှာကော်ဖီစိလော်ပြီးချိတ်ကာတောက်ကြရသည် ရနံတင်သောကော်ဖီမွမွေနဲ့မိုးအေးအေးနေများကိုတရရသည်ဘောင်မထောပတ်တော့မလားရိုးတော့မလားမိခင်စားမလားမိမိကကလေးတွေအချိုက်ကိုမေးပြီးလှုပ်ပေးတတ်သည်ထို့တော့လဲကျမတို့မောင်နှမတွေကမိရေမိဖို့တလုံးနဲ့မိမိလှုပ်ပေးတော့မုံပြစ်တဲ့လက်ကိုပေါင်းမုံမိခင်ထက်ပိုကြကြသည်တော့ ဒုတိယနှစ်ရောက်တော့ရန်ကုန်တက္ကသိုလ်အနုပညာအသင်းပကြီခမ်းမမှာပကြီတန်းတက်တော့မှ စီဝါရေးတက္ကသိုလ်မာလာဆောင်ကျော်ဘက်ကကိုအောင်ညင်ဆိုင်လိုလပိဆိုင်မှာထိုင်တတ်လာသည်တက္ကသိုလ်ပထမနှစ်ကဒီဆိုင်တွေရှေ့ပြက်လင်းကျောင်းသားတွေတအုပ်ကြီးမို့မဝမရဲ့ဒီရတဲ့ကျောင်းသားတွေကကျောင်းလူတွေလျှောက်လာပြီဆိုလဲဘယ်ညာဘယ်ညာဘယ်နှစ်ခြေလမ်းမအောင် နောက်ပြောင်တတ်ကြသည်ပထမနှစ်မှာအဆောင်ကမနှက်စောစော ကော်ဖီချက်ချက်နဲ့ခြောက်တွွေ့နိုင်သောဘိမုံကမေမေဖြော်သည့်ကော်ဖီကိုသတိရပြီးမျက်ရည်ဝဲစေသည်လက်ဖက်ရည်ဆိုင်မှာယောက်ျားလေးတငယ်ချင်းတွေနဲ့ပါရောနောဝိုင်းဖွဲ့တက်လာတော့နေရတမျိုးတည်းသားတငယ်ချင်းတွေကအမြင်တစ်မျိုးဖြင့်ကြည့်ချင်သည်လက်ဖက်ရည်ဆိုင်ထိုင်သည့်အလေးမှာเจ้าหนูတွေကြာတိတ်မများမရှိသေးဒီကလေးကလက်ဖက်ရည်ဆိုင်မှာတငယ်ချင်းတစုနဲ့ထိုင်ကြကဝတ္ထုတွေကြပြားတွေပကြီးတွေအကြောင်းဝိုင်းဖွဲ့ပြောကြသည် အိမ်ဖြော်ကော်ဖီရတာကိုမေးစာပြုပြီးချက်တန်လေးတွေကွန်လင်းလွယ်အိတ်တောင်းကအချွေစေးလေးတွေပါတွန်ချရှာပွဲကစကားဝိုင်းပွဲကြသည် ကိုရေးသည့်လရေးစာမှုလေးတွေတယောက်ကိုတယောက်ပြပြီးဝေဖန်ခံကြသည်ရှမ်ဖန်ရန်ခါဆရာတယောက်ကတိုက်သွားတတ်သည်ဆရာတွေကလည်းတပည့်တွေလိုထက်တငယ်ချင်းတွေလိုခင်ခင်မင်မင်ရှိကြသည်ဆရာဥတင်တောင်းကိုတော့စရင်ကင်ပညာသင်ရွေးမဟုတ်ပဲ ်ကြီခန်းကိုလာလေ့ရှိသည့်ဆရာလဲဖြစ်မဂ္ဂဇင်းကော်မတီမှကြီးကြပ်သောဆရာလဲဖြစ်ရာကျင်းမင်လေးစားသည့်ဆရာတစ်ယောက်လဲဖြစ်သည်ဆရာကငငယ်ရွယ်နှင့် ထောင်ထဲရောက်အောင်မလုပ်ဘဲစာကိုကြိုးစားရေးဖို့ပြောတတ်သည်ဒီကာလတွေကဥတ္တန်အရေးကလည်းမကြသေးပေပြီးတော့အမှန်ရာဖြင့်ဥဆောင်သူတန်းမှာဘာတစ်ဖြင့်ဘာမှမဖြစ်တော့လဲကြပြားတွေရေခဲ့ကြသည်ချီတာဘွဲကို မင်းကလေးတငယ်ချင်းအဖုံပါတယောက်တည်းလိုက်သွားခဲ့သည် နောက်ပိုင်းမိုင်းရာဖြင့်ကြောင်းသားလှူရှားမှုကြောင့်ထောင်ကျရတာတငယ်ချင်းတွေပြန်လွတ်လာတော့သူတို့ကပကြီးခမ်းမနေရန်ကပ်စားဆောင်အတွက် စုဆောင်းထားသောကြပြားတွေကိုအဖမ်းမခံရခင် မီးရှို့ပစ်ခဲ့ကြကြောင်းပြောပြကြသည်စင်စာကြောင့်တရားဝင် ထုတ်ခွင့်မရသောကြပြားစာအုပ်တွေနိုင်ငံရေးလူမှုစီးပွားရေးကြပြားတွေတရားလက်တရားကန်ဖက်ခဲ့ကြသည်ထိုချင်းကပကြီးတန်တန်းမှာနေရာတိုင်းမှာနားတွေစောင့်ကြည့်နေသူတွေရှိနေတတ်သည့်ကြပား ထောင်ထဲရောက်တငယ်ချင်းတွေထံစားစရာနဲ့စာအုပ်ပို့ရမကတငယ်ချင်းတို့ညီမတွေမှတ်ပုံတင်ကိုငှားကန်ပြီးထောင်ဝင်စာတွေ့ကြသည်မှတ်ပုံတင်နဲ့တိုက်မဆွေရတာရုပ်တွေကတခြားစီမှုရှင်တထိတ်တယ်ဒီလိုခင်မျိုးမှာမို့ဆရာက ထောင်ထဲဝင်ဖို့မကြိုးစားစေချင်တာတဘာဝကြသည်ပြောရမည်လပိတ်ကြီးအရသာကိုသိချင်းကစပြီးဘဝပြောင်းလဲတော်သည်ပြောရမည်အမှုပညာဖရာကို ကိုးကွယ်လာခဲ့သည်အချင်းစားချင်း နားချိန်အားလုံးဒီအရာကတာဘဝကိုစိုးမိုးအုပ်ချုပ်သည်လေမရှာဖွေပါပဲချစ်သူကိုတွေ့တော့လက်ဖက်ရည်ဆိုင်မှာပဲဖြစ်သည်တငယ်ရှင်များနဲ့အတူသူကိုလက်ဖက်ရည်တွားတွားတိုက်ခိုင်းရကစသည် သူရုံးကိုလာပြီး အင်္ဂလိပ်စာအုပ်လေးတွေဖတ်ဖို့ပေးရကစနှစ်ယောက်တည်းလက်ဖက်ရည်ဆိုင်ထိုင်လာခဲ့ကြသည်လက်ဖက်ရည်ကွယ်ပေါင်းများစွာက သူနဲ့ကျမကြားအသက်အပိုင်းခြားနှင့် ဘဝနေနေမတူကြတဲ့ကို မေးလျော်စေသည်တခါကဆရာဟင်းလက်ပါလာပြန်သည့်အိန္ဒိယဝတ္ထုတော်လေးတစ်ပုံမှာငါလေသူတိုက်တဲ့လက်ဖက်ကြီးလေးပဲတောက်မိကြပါကွယ်ဆိုသည့်စကားကိုသတိရသည်ချစ်သူဘဝညာချမ်းရှိလေးတွေကိုလက်ဖက်ကြီးဆန်လေးတွေမှာကောင်းဆုံးစေတတ်လာကြသည်ဒီနောက်ဒီနောက်နှစ်ပေါင်းများစွာကြာပြီးနောက်ဈေးကြီးသောကော်ဖီဆန်တွေခေစားလာခဲ့သည် အသင့်ပြော်ကော်ဖီမြစ်တော်တွေခေစားလာခဲ့သည်။တာတာနနာ ကော်ဖီဆိုင်တွေကကပ်ချီနိုလက်သေးစသည့်ကော်ဖီတွေမလာလေးကိုအသေးပုံဝက်ဝံလေးပုံစသည်ဖြင့်ပုံဖော်ထားကြသည့်ကော်ဖီကလေးများရေခဲတုံးလေးများနဲ့ကော်ဖီအင်းများကကျမဘဝ၏ခလန်းလန်းမှာရှိခဲ့ပါသည်။တခါတလေသာငွေစင်းတွေ တိုက်လင်ရှောင်လဲမရလင်တော့တော်ဖြစ်ပါသည်။ကော်ဖီမြစ်တွေကတော့နေရာတကာဘွဲတကာမှမတောက်ချင်သည်ဖြစ်စေတောက်ချင်သည်ဖြစ်စေ ဓလေထုံတိုင်းဖြစ်လာခဲ့သည်။ကျမကတော့လက်ဖက်ရည်ကြိုက်စေ။စာပေမိတ်ဆွေတို့နဲ့ဆောင်းလင်တော့လက်ဖက်ရည်ဆိုင်ထိုင်ပြစေ။စကားပြောလို့ကောင်းသောလမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေထက်အစားအသောက်မျိုးစုံရသည့်ဆိုင်ကြီးတွေပေါ်လာသည်။စကားတန်တွေကဆုံဆုံညံ့ညံ့သူ့စကားကိုယ်စကားကြောင်းအောင်អော်ပြောကြရသည်။လပည့်ရတခါဈေးကလည်းခေါင်ခိုင်လျက်ဈေးသွားရင်လပည့်ဆိုင်ထိုင်မြက်လင်တော့တရားဟုတ်တဲ့ငောင်းဆန်းဆန်းနဲ့ပင် အရှင်ငါလိုဈေးချင်းကူဆွဲဖို့လက်ဖရည်တစ်ခွက်ဆက်လိတ်တတော်နဲ့ဆောင်းတူမရှိတော့ဘဝအကြောင်းတာအကြောင်းခွန်စည်းနှုံးအကြောင်းတငယ်ချင်းတွေအကြောင်းပြောရမည်သူဘဝဤအဖို့တယောက်တော်တူမရှိတော့ပေနှစ်ကာလနေရများစွာဒီတို့ခုံဆောင်တွားခဲ့တော့လဲအထီးချန်ချင်းကပင်လက်ဖရည်ကိုအရာတာတမျိုးတိုးစီတလာတော့မသိပါတနည်းထက်တနည်းတိုးတက်လာတော့လူနေမှုစရိတ်နဲ့ ဂွန်စင်းနှုံးတံကိုကုကံကာဝယ်ဖို့ရာလက်ဖက်ရည်တစ်ခါကတာကျမအတွက်ဆွဲဆောင်နိုင်ပြီထင်စေပင်ခင်များစဉ်23ရက်3လ2019မိတ်ဆွေများအားလုံးဘေးကင်းကြပါစေခင်ဗျာငလျင်တန်းကြောင့်ကြာဆုံးသွားတဲ့ရဲဘော်တီတီလဲအေးချမ်းပါစေခင်ဗျာ တွေကိုငါငေးကြည့်ရင်ဝမ်းနဲ့လုံးသွားကြခဲ့တော့မျက်ရည်နဲ့အားလဲနာခံယူချက်တွေတွန်းအမြင်ခုန်ခဲ့သူများ တော့တငယ်ချင်းနိုင်ရန်တဲ့ကฉันถั่วเคเรกูแม่เยตะชินทุกข์จามาปล้นนี่เดอปล้นฤหาลาปาซวาโดแลยีนายมาไอ้แก่แม่แง่มายจา များတဲ့ကိုပြန်ခဲ့မှာသာနေကြပဲခင်များတဲ့မှာပြန်တွေ့မှာသာအစုံတန်းမှာဓမ္မမန္တရားပြန်လဲကအနိုင်ယူမှာ ကိုငါဥညိုရင်အမှန်တရားနဲ့ကြံတွေးကြမယ်မနဲ့မလာရင်လမ်းခုလမ်းမှာလွင်ကြခဲ့တဲ့ပန်းကလေးတွေတွေဝမ်းနေစွာဒေါ်လေးရေးနိုင်မှာအိမ်ပြဲမဲ့ငယ်များနေကြ သွားပြီသားနေကြပန်းခင်များတယ်မှာတန်တွေ့မှာလားနေကြပန်းခင်များတယ်ကိုကြာသွားပြီသားနေကြ